thank you မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်ချောင်းလုံးတန်းခွင့်တန်ရပြီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်နေပြည်တော်ချောင်းလုံးတန်းကိုမြန်မာနိုင်ငံ၏အတိုင်းဝိုင်းမှာတည်ကြပါရယ်မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ဗိုလ်ချုပ်မူကြီးတန်းရွှေအပါဝင်အခြားထိပ်ပိုင်းဗိုလ်ချုပ်ကြီးများဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးမောင်အေးဗိုလ်ချုပ်ကြီးတီဟသူရတင်အောင်မြင့်ဦးဗိုလ်ချုပ်ကြီးတင်အေးဗိုလ်ချုပ်ကြီးရွှေမန်းနဲ့ဗိုလ်ချုပ်ကြီးသိန်းစီတို့နေထိုင်ခဲ့တဲ့အိမ်ယာတွေဖြစ်ပါရယ်ပင်စင်စားထိပ်ပိုင်းဗိုလ်ချုပ်ကြီးတွေရဲ့ villa mansion တွေကိုမြန်မာနိုင်ငံရဲ့ထိပ်တန်းခရိုနီကြီးများဖြစ်တဲ့ဦးတေစာ ဦးတွန်းမြင့်နိုင်ဦးချစ်ခိုင်တို့ကတိဆောက်ပေးခဲ့တာဖြစ်ပါတယ်ဒီနေရာတွေကိုတော့ရာဇသင်္ခါအဝိုင်းလို့တရားဝင်ခေါ်ပြီးဦးတန်းရွှေအိမ်ပေးမှာတော့ဦးတင်ဦးမောင်ကြီးနဲ့တိဟသူရတရားမြင့်ဦးလို့အိမ်တို့အစင်လိုက်ရှိပါတယ်ဦးတန်းရွှေအိမ်ကတော့ A1 ဖြစ်ပြီးဦးမောင်ကြီးအိမ်ကတော့အိမ်အမှန် A2 ဖြစ်ပါတယ်ဒီအိမ်တွေက A ကနဲ့ချီကျဲဝန်ပြီးရှိကူကန်ကောက်ကွင်းနဲ့အခြားစိတ်ပန်းပြေစင်ကံပစ္စည်းများကိုလည်းမိသားစုများကြိုက်ထည့်သွင်းတိဆောက်ပေးခဲ့ရတာဖြစ်ပါတယ်ငလင်ကြီးလုတ်တဲ့ကာလအတွင်းမှာတော့၆လုံးတန်လန်ငလင်တန်ခံခဲ့ရပါတယ်အထီးကိုက်ကတော့တိတ်မမြ များဘူးလို့ဆိုပါတယ်မျက်နှာချက်များပြိုကျခြင်းနိုင်ရမ်းများကွက်အပ်ခြင်းစတာတွေဖြစ်ခဲ့တာလို့သိရပါတယ်စစ်အင်ဂျင်နီယာတွေကတွားရောက်ပြင်ဆင်ပေးခဲ့တယ်လို့လည်းဆိုပါတယ်ဘုတ်ကျောက်ကြီးတိန့်စိန်မိသားစုနဲ့ဘုတ်ကျောက်မူကြီးတန်းရွှေမိသားစုတို့ရန်ကုန်ကိုပြောင်းရွှေ့နေထိုင်ခဲ့ကြကြောင်းကောလာဟာလာရီလည်းထွက်ပေါ်ခဲ့ပါသည်နဲ့ခြောက်လုံးတက်မှာဘာရီဖြစ်နေလဲဆိုတာကိုသိရဖို့ကခက်ခဲတယ်ရခင်နိုင်ငံရေးယာတီဥတုကောင်းစင်တုံးကတော့တင်ယုတ်စင်ကာပူ တန်အမတ်ကြီးများစီဝါရေးသမားကြီးများဒိုင်းခရိုနီကြီးများပါဝင်ဗိုလ်ချုပ်ဟောင်းများတရင်ကျွနဲ့တကြံကာလတွေမှာတွားရောက်ခါတော်ပြုတွေ့ဆုံကြပါတယ်အာနာသိမ့်ပြီးနောက်ပိုင်းမှာတော့အတော်အလာတွေကျဲသွားတယ်နောက်ပိုင်းမှာချောင်းလုံးတန်းလုံးကျုံရင်အဆောင်ချက်တွေကိုလဲပစ်လိုက်တယ်တရုတ်ကွန်မြူနစ်ပါတီနဲ့တရုတ်အစိုးရအစင်မြင်ရရှိကြီးများလွန်ခဲ့တဲ့နှစ်နှစ်ခန့်ကဘဝရှင်မင်းတရားကြီးကိုတွားရောက်တွေ့ဆုံခဲ့တာကိုတော့သတင်းတွေမှာဖတ်ရပါတယ်2024 2025မှာတော့ချောင်းလုံးတန်းကကြီးကြီးမားမားမိသားစုရဲ့အကြောင်းက ဆုံးဆုံးမြုပ်သွားတာကိုတွေ့ရပါတယ်။ဗိုလ်ချုပ်ကြီးတိန့်စိန်ကိုတော့တမရိုနီခန်းသားများမှာကရော့ခန်းနီနဲ့မြင်တွေ့ရပါတယ်။ဗိုလ်ချုပ်ကြီးတင်းရင်ကိုလည်းမနစ်ကတွေ့ရပါတယ်။၆လုံးတန်းက80ကျော်80တန်းဝင်အငိမ့်စားဗိုလ်ချုပ်ကြီးတွေရဲ့အနေအထားကျမ်းမာရေးဘလို့ရှိနေတယ်လဲစိတ်ဝင်တစားဖြစ်စေမဲ့မေးခွန်းဖြစ်ပါတယ်။ဗိုလ်ချုပ်မူကြီးတန်းရွှေပါဝင်ပင်စင်စားဗိုလ်ချုပ်ကြီးများစစ်ကောင်စီတန်းမှာခွင့်တိုင်နေရတယ်ဆိုတဲ့သတင်းမဲ့ဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတင်းအေးမကြသေးငင်ကရန်ကုန်ရှိပန်းလိုင်စေယုံကြီးမှာဆရာဝန်နဲ့ချင်းဆိုထားတဲ့သူသွားခွင့်မရ။စေယုံဆရာဝန်နဲ့တွေ့ခွင့်စာကို စာရေးပြီးတင်ရတဲ့ခွင့်တိုင်စာကိုစစ်ကောင်စီဘက်မှစီစစ်ပြီးခွင့်ပြုချက်ရဖို့အတွက်82နှစ်ဆောင်းလိုက်ရတယ်လို့မိသားစုဝင်တွေကပြောဆိုခဲ့ပါတယ်ခွင့်ပြုချက်ရပြီးတော့မှရန်ကုန်ကိုဆင်းပြီးဆရာဝန်ကိုတွေ့ရတဲ့ထိတ်တန်းခရိုနီတရင်ကြီးတွေလည်းနိုင်ငံသားကိုသွားမယ်ဆိုရင်ခွင့်တိုင်နေရတယ်လို့နေပြည်တော်တရင်ရက်ကွက်ကဆိုပါတယ်ဘိုးချုပ်မူကြီးတန်းရှင်မိသားစုလည်းခွင့်တိုင်နေရတယ်ဧည့်သည်အဝင်ထွက်များကိုလည်းစီစစ်ခံနေရတယ်ဘိုးချုပ်မူကြီးတန်းရှင်ရဲ့သမတ်ဒေါက်တာနေစိုးမောင်ကိုလည်းစစ်ကောင်စီကယခုနှစ်စန်းစန်းနဝိုင်လာတွင်ကပုံမှန်905ကကြီးနဲ့ဖမ်းဆီးပြီးထောင်ဒဏ်3နှစ်ချ မှန်ထားပါသေးတယ်။ ဗိုလ်ချုပ်မူကြီးတန်းရွှေက၂၀၀၁ခုနှစ်မှာအာနာရှင်ဗိုလ်ချုပ်ကြီးနေဝင်တဲ့သူ့ရဲ့သမီးဒေါခင်ဆန္နာဝင်းကိုနေအကျဲချုပ်ချခဲ့တယ်ဗိုလ်ချုပ်ကြီးနေဝင်မြေးများကိုတော့နရတိန်အကျဉ်းထောင်ကိုပို့ခဲ့တာဖြစ်ပါတယ်။ခြောက်လုံးတက်မှာခွင့်တိုင်စီရမယ်လို့ဗိုလ်ချုပ်ကြီးတအူးတော်ရှိရလို့သိရပါတယ်။ဒုတိယဗိုလ်ချုပ်မူကြီးဟောင်းမောင်အေးဖြစ်ပါတယ်။တက်မတော်ကြီးချုပ်တာဝန်ကိုယူခဲ့တာဖြစ်ပြီးနာဝတာနာဖာဒုတိယဥက္ကဋ္ဌတာဝန်ကိုနှစ်ပေါင်း၂၀ခန့်တာဝန်ယူခဲ့သူဖြစ်ပါတယ်။အခုဦးမောင်အေးကအခုကာလမှာတော့လေဖြတ်ရောဂါကြောင့်လူနာတင်လက်တွန်းလဲနဲ့နေထိုင်နေရသူဖြစ်ပါတယ်။သူကတက်မတော်က ာကွယ်ရေးဦးစီးချုပ်ဘိုးချုပ်မူကြီးဟောင်းတန်းရွှေရဲ့နေရကိုလက်ရှိစစ်ရေးကောင်ဆောင်ဘိုးချုပ်မူကြီးမြောင်းလိုင်းကိုပေးဖို့အတွက်မှတ်ချက်ပေးခဲ့သူဖြစ်ပါတယ်ဘိုးချုပ်မူကြီးမြောင်းလိုင်းလည်းရှားစတင်ကအဝိုင်းနီးရှိအဲ့ဒီ၆လုံးတက်မှာပဲသူ့အတွက်အိမ်တော်တစ်လုံးကိုလွန်ခဲ့တဲ့နှစ်တွေတင်ကစတင်ပြီးတိစောက်ခဲ့တာဖြစ်ပါတယ်ဒါအပြင်ဒုတိယဘိုးချုပ်မူကြီးဟောင်းမောင်အင်းရဲ့လူယုံတော်တွေကဘိုးချုပ်ကြီးကျော်စွာလင်းအပါဝင် ီကနေ့မှမြန်မာစစ်တပ်ရဲ့ထိပ်ပိုင်းနေရာတွေကိုရှာယူထားကြပြီဖြစ်ပါတယ်။လက်ရှိကာကွယ်ဦးစီးချုပ်ယုံကြည်မှဒုတိယဗိုလ်ချုပ်ကြီးမျိုးမုံအောင်ကလည်းဒုတိယဗိုလ်ချုပ်မူကြီးမောင်ရဲ့တူတော်ဆက်ကြောင်းသိရပါတယ်။၂၀23ခုနှစ်စက်တင်ဘာလအတွင်းကအာဂရီလိုက်စာမှုနဲ့ရင်းယူခံရတဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်းရဲ့ညာလက်ယုံဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်တွန်းကလည်းဒုတိယဗိုလ်မူကြီးမောင်ရဲ့လူဖြစ်တယ်လို့ဆိုပါတယ်။အခုစစ်ကောင်းဆောင်ပေါ်မှာဒုတိယဗိုလ်ချုပ်မူကြီးမောင်ရဲ့ကျေးဇူးတွေရှိနေပါတယ်။အာနာရှင်ဟောင်းတန်းရွှေကဒီအတွက်တင်ကိုနောင်ကြမှသိရသလောက်သဘောပေါက်သွားတယ်လို့သိရပါတယ်။ ဦးမောင်အင်းကသူ့ကိုတကွက်ကြောသွားတာကိုနောက်မှသိလိုက်ရတာပါချောင်းလုံးတန်းမှာပူချုပ်ကြီးအေးလို့တပည့်တာဝကရီကချစ်စနုနဲ့ခေါ်သူတအူးသာခွင့်တိုင်စရာမလိုပဲစရင်ပေါက်သူ ဖြစ်ပြီးကျန်တဲ့သူတွေကတော့ခွင့်တိုင်ရတဲ့အေးစင်းနဲ့ဝင်သွားခဲ့တယ်လို့ဆိုရမှာဖြစ်ကြောင်းရေးသားထားပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီနဲ့သူတရုတ်အထူးကိုယ်စားလှယ်လာရှုံမျိုးတွေရောက်နေပြီးမြန်မာအရေးကြားဝင်မဆွတ်ဖက်ဘူးလို့တရုတ်ထပ်ပြောပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။လာရှုံမျိုးတွေစစ်ကောင်စီပြန်လည်ဝင်ရောက်လာနိုင်ဖို့တရုတ်ကဖိအားပေးခဲ့ပြီးမြန်မာတခြားတိုင်းပြည်ရဲ့ပြည်တွင်းရေးကိုကြားဝင်မဆွတ်ဖက်တဲ့မူကိုလိုက်နာနေကြောင်းတရုတ်နိုင်ငံသားဝင်ကြီးပြောရေးဆိုခွင့်ရှိသူကပြောလိုက်ပါတယ်။ AB လ21ရက်မှာပြုလုပ်တဲ့တရုတ်နိုင်ငံသားဝင်ကြီးဌာနရဲ့သတင်းစာရှင်းလင်းပွဲမှာ AFP သတင်းဌာနမေးမြန်းမှုကိုတော့ တရုတ်ဟာတခြားတိုင်းပြည်ရဲ့ပြည်တွင်ရေးကိုကြားဝင်မဆက်ဖက်ဘူးလို့ထမှန်ပြောကြားခဲ့တာပါ MNDA နဲ့မဟာမိတ်တွေက2024ခုနှစ်ဩဂုတ်လဆန်းမှာရှမ်းပြည်မြောက်ပိုင်းလာရှုံမြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး6လနီးပါးအကြာထိန်းချုပ်နိုင်ခဲ့ပေမယ့်တရုတ်နိုင်ငံရဲ့ဒရဇက်ပြင်းထန်တဲ့ဖိအားပေးမှုတွေကြောင့်အဲ့ဒီ AP လာထဲမှာစုခွာပင်းခဲ့ရပါတယ် AP 16ရက်မှာတော့စစ်ကောင်စီတပ်တွေဝန်တန်းတွေလာရှုံမြို့ထဲစတင်ဝင်ရောက်လာပြီးလက်ရှိမှာတရုတ်ထူးကိုယ်စားလှယ်တင်ရွှေကျွင်းကိုတိုင်းလာရှုံမြို့မှာရှိနေကစစ်ကောင်စီ MNDA တို့နဲ့၃ပွင့်ဆိုင်စစ်နုပွဲလုပ်နေလာလို့ မြို့ကန်တရင်အရင်မြစ်တွေကပြောပါရယ်၂023အောက်တိုဘာ29ရက်နေ့မှာစတင်လိုက်တဲ့2029စစ်စင်ကြီးမှာကိုကန့်တက်မတော် MND တောင်းတက်မတော် DNL နဲ့အရကတက်တော် A တို့ကညီနောင်မဟာမိတ်သုံးဖွဲ့သိမ်းပိုက်ခဲ့တဲ့မြို့ပေါင်း55မြို့ကန်ရှိပြီးတနစ်ခွဲကာလာဒီပင်မြို့ကိုမှစစ်ကောင်စီကပြန်လည်တိုက်ခိုက်ရယူနိုင်တာမရှိသေးပါဘူး။လာရှုမြို့ကိုသာတရုတ်ရဲ့ပြင်းထန်တဲ့ဒရက်ဆက်ဖီးယားကြောင့် MND ကစစ်ကောင်စီကိုပြန်လည်ဝင်ခွင့်ပေးရတယ်လို့ဒေသတွင်သတင်းအရင်းမြစ်တွေကရှုံချထားကြပါတယ်။ဒီအချိန်ဒီမှာတရုတ်နိုင်ငံသားကြီးပြောရေးဆိုခွင့်ရှိ ိသူကတရုတ်နဲ့မြန်မာနိုင်ငံတို့ဟာချစ်ရင်းနှီးချစ်ကြည်တဲ့အိမ်ကြီးချင်းတွေပါမြန်မာအရေးပေါ်တရုတ်ရဲ့ရည်တည်ချက်ကအလွန်ကိုပဲရှင်းလင်းပါတယ်ကျွန်တော်တို့ဟာတခြားတိုင်းပြည်ရဲ့ပြည်တွင်ကိုကြားဝင်မဆွတ်ဖတ်တဲ့မူကိုလိုက်နာပါတယ်လို့ဆိုပါတယ်မြန်မာပြည်တွင်ကိုကြားဝင်မဆွတ်ဖတ်ဘူးလို့တရုတ်နိုင်ငံကမကြာခဏထုတ်ပြောလို့ရှိပါတယ်ဒါအပြင်တရုတ်နိုင်ငံကမြန်မာနိုင်ငံရဲ့လွတ်လပ်မှုအချက်အချာအမျိုးသားညီညွတ်မှုနဲ့ပိုင်တဲ့နေမြေတည်တံ့ခိုင်မြဲရေး ကာကွယ်ရာမှာပံပိုးကူညီကြောင်းနဲ့နိုင်ငံရေးဆိုင်ရာပြန်လည်တည်မြဲရေးအတွက်ရင်းနှီးစွာညှိနှိုင်းဆွေးနွေးဆောင်ရွက်ရာမှာမြန်မာနိုင်ငံရှိဗတ်တီတီကိုထောက်ခံအားပေးပြီးနိုင်ငံရေးအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ပြန်လည်စတင်ရာမှာပံပိုးကူညီကြောင်းတရုတ်နိုင်ငံသားရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါရတယ်။2024ဩဂုတ်လရီမှာလေတရုတ်အစိုးရကမြန်မာနိုင်ငံရဲ့ပြည်ရင်းကိုဗဲနိုင်ငံကမှဝင်ရောက်မဆွတ်ဖက်ရအောင်ဆိုတဲ့အချက်ပါဝင်မကြော်တဲ့စီတုံးစီဆိုပြီးဆိုခဲ့ပါသေးတယ်။နောက်ထပ်တပုတ်အနေနဲ့ဖဲခုံမှာစစ်ကောင်စီတပ်လက်နက်ကြီးပြက်ကတ်လို့ကလင်းငယ်များပါဝင်စစ်ဆောင်ခွနက်ဦးတရားရရ တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့နယ်မှာစစ်ကောင်စီတပ်ကတိုက်ပွဲမရှိဘဲလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ရှင်းနေအောင်ကလင်းငယ်များပါဝင်စစ်ရှောင်းပြည်သူခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရှမ်းတောင်စစ်တေသခွဲ PDF အမှတ်တင်ပြူဟာကထုတ်ပြန်ထားပါရယ်။ AP လ22ရက်နေ့လေတနအိခွဲခန့်မှာဖေကုံမြို့မက်ကနစ်စစ်စင်ကိုကဲမှုဌာနချုပ်စကကခုနှစ်မှာဖေကုံမြို့နယ်ရှိကောင်းဤကြီးရွာတစ်ကိုလက်နက်ကြီးနဲ့စေချိန်ထက်မနည်းရှမ်းတန်းပစ်ခတ်ခဲ့တယ်လို့ဆိုပါရယ်။ဒီလိုပစ်ခတ်မှုတွေကြောင့်စစ်ပင်းရှောင်းခုနှစ်ဦးထိခိုက်ဒဏ်ရာရပြီးတအုံးမှာဒဏ်ရာပြင်းထန်က ထိခိုက်ဒဏ်ရာရသူများကိုဖယ်ကုံကျမ်းမာရေးကင်ဆယ်ရေး PKHC အဖွဲ့မှကုသပေးနေကြောင်းသိရပါတယ်။ပြင်းထန်စွာဒဏ်ရာရရှိထားတဲ့အသက်40ဝန်းကျင်အမျိုးသမီးကိုစေယုံကိုပို့ခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများမှာရှင်းနေအောင်ကလေးသုံးဦးပါဝင်တာကိုဖော်ပြပါတယ်။တိုက်ပွဲမရှိတာကြားပြီးဖယ်ကုံဘက်မှအခုလိုလုပ်တာကလူထုကိုတသက်မဲ့လုပ်တာပါလို့ရှမ်းတောင်စစ်တီတာကွယ် PDF အမှတ်တင်ပြူပါတာဝန်ရှိသူကစစ်ကောင်စီရဲ့လက်နက်ကြီးနဲ့တိုက်ခိုက်မှုပေါ်သတင်းဌာနကိုရှင်းပြပါတယ်။အရက်သားတွေကိုတပ်ဖြတ်နေတဲ့စစ်ကောင်စီတပ်ကြောင်ပြည်သူများအနေနဲ့တတိ ီးဝရီးယားနဲ့နေထိုင်သွားလာကြဖို့လည်းတိုက်တွန်းထားပါတယ်။ဖဲကုံမြို့နယ်မှာစကကခွနဲ့အပြင်စစ်ကောင်စီရဲ့ချင်းမြန်တန်းရင်အမှတ်336နဲ့421တန်းရင်ပါအခြေစိုက်ထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။